င်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်တဲ့တွင်ကိုတင်ဆက်ပေးပါမယ်။တိရကူနဲ့ဥဝိရာသူတို့လုံရဲ့ကြောင့်ဗုဒ္ဓဘာသာကိုအစွန်းရောက်စစ်သွေးကြဖွဲ့လို့မြင်လာကြောင်းတန်က သမကပြောတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ဥညာနေတရာဥစေကိန်းနာနဲ့ဥဝိတဲ့သူတို့ကအာနာသိန်းစစ်ကောင်စီရဲ့အကြမ်းဖက်လုံရဲ့တွေကိုတားမြစ်ရမယ့်အစားမြောက်ပင့်ပေးပြီးဗုဒ္ဓဘာသာကိုရက်ဆက်ကြမ်းကြုတ်တဲ့အစွန်းရောက်စစ်သွေးကြဖွဲ့လို့မြင်လာကြတယ်လို့ငိမ့်ချင်းတန်က သမကဖွဲ့မှပြောပါရယ်။ငိမ့်ချင်းတန်ကသမကဖွဲ့မှဥညာနေတရာ ဥစေကိန်တာနဲ့ဥဝိတ္တသူတို့ကလုံရက်များနဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်ဝေဖန်တဲ့ထုတ်ပြန်ချက်တစ်ခုကိုမေလ23ရက်နေ့မှာထုတ်ပြန်ပါတယ်။စစ်ကောင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်ကောင်းစီရဲ့လုံရက်ကြောင့်သခိုင်းတိုင်းနဲ့ရခိုင်ပြည်အတွင်းအစုလိုက်ပြုံလိုက်တိုက်ဆုံခဲ့ရတဲ့အရက်သားပြည်သူတွေရဲ့တိုက်ဆုံခဲ့ရမှုဖြစ်စဉ်အပေါ်ငိမ့်ချဲတန်ကတမကဖွဲ့ကပြောဆိုခြင်းဖြစ်ပါတယ်။မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်ကောင်းစီဖွဲ့ကကိုးကွယ်တဲ့တိတကူစီရတော့ဦးစေကိန်းနာဥဝိတ္တသူအစားရှိတဲ့ဗုဒ္ဓဘာသာခေါင်းဆောင်တွေကိုယ်တိုင်ကအကြမ်းဖက်တောင်းကျမ်းတဲ့လုံရက်တွေကိုတားမ မြင်ရမယ်အစားမြောက်ပင့်ပြီးနေတော့ဗုဒ္ဓဘာသာကိုရက်ဆက်ကြံကြုတ်တဲ့အကျန်းဖတ်တောင်းကျန်သူအစွန်ရောက်စစ်သွေးကြွအဖွဲ့လိုမြင်လာကြပြောလာကြတာကိုလည်းနားစရာမရှိတော့ပါဘူးလို့ငြိမ်းချမ်းရေးတန်ကသမဂအဖွဲ့ကဆိုပါတယ် ကဘာကျော်အိုင်စစ်ကဲ့သို့ဗုဒ္ဓဘာသာရဲ့အလွန်ရက်ဆက်ကြံကြုတ်တဲ့အကျန်းဖတ်တောင်းကျန်းသူအစွန်ရောက်စစ်သွေးကြွအဖွဲ့ရီလို့ပြောဆိုနေကြပြီလို့ငိမ့်ချင်းအတန်ကသမဂအဖွဲ့မှထုတ်ပြန်ထားပါရယ်အခုဆိုရင်ဘူဇုံမူကြီးမင်းအောင်လိုင်ဦးဆောင်တဲ့စစ်ကောင်စီအဖွဲ့ကြောင့်ဗုဒ္ဓဘာသာဟာလည်းရက်ဆက်ကြံကြုတ်တဲ့အကျန်းဖတ်တောင်းကျန်းသူအစွန်ရောက်စစ်သွေးကြွအဖွဲ့ဖြစ်နေပါပြီလို့ပြောပါရယ်အပြစ်မဲ့ပြည်သူတွေပေါ်မင်းအောင်လိုင်ကရရက်ဆက်ဆက်အတင်နာတရားကင်းမဲ့ခြင်းတနာညာတာမှုခေါင်းပါခြင်းကိုချင်းစာတရားမရှိတဲ့ပြင်အလွန်တရားဆက်ဆုပ်ရှင် ွန်ရှာစရာကောင်းနေပုံကျဲတက်ဖြတ်အောက်တန်းကြတဲ့လူရက်ကိုမရှက်မကြောက်ထက်တလဲလေးကျူးနော်နေကြောင်းလည်းငိမ့်ချင်းတန်ကသမကအဖွဲ့ကထုတ်ပြန်ထားပါတယ်။ဒါကြောင့်မင်းအောင်လိုင်းဦးဆောင်တဲ့စစ်ကောင်စီဖွဲ့ရဲ့ကျူးလွန်မှုတွေကိုဆင်ရဆွင်မှုနဲ့အမြန်ဆုံးအရင်ယူနိုင်ဖို့ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ငိမ့်ချင်းတမကအဖွဲ့မှတောင်းဆိုထားပါတယ်။စကိုင်းတိုင်းတပရင်မြို့နဲ့အိုးထိန်ကွင်းချင်းရွာကစတင်ကြောင်းကိုမေလ12ရက်နေ့မနက်ပိုင်းကစစ်ကောင်စီမှလေကြောင်းပုံကျဲတိုက်ခိုက်ခဲ့ပြီးဆီယာမနှံဦးပါဝင်ကလင်းငယ်23အထိတိစုံခဲ့ပြီးဒါဇင်နဲ့ချီရဲ့ကလင်းငယ် ငင်များလည်းပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။ဆက်လက်ပြီးစစ်ကောင်စီကရခိုင်ပြည်ထွန်းရွေကြီးရကိုမေလ23ရက်မနက်ပိုင်းကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပြီးအရက်သား73တေဆုံးက20ဦးထပ်မနေဒဏ်ရာရရှိခဲ့ကြပါတယ်။ဆက်လက်ပြီးအပြင်းရက်ကာလတွင်စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့်အစုလိုက်အပြုံလိုက်တေဆုံးမှုဖြစ်စဉ်6ခုတိမနေရှိပြီးအရက်သား100ကျော်တေဆုံးနေကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီအပြင်းရက်ကြီးညာပြီးတလကျော်ကာလတွင်လေကြောင်းတိုက်ခိုက်မှုကြောင့်အစုလိုက်အပြုံလိုက်တေဆုံးမှုဖြစ်စဉ်6ခုတက်မနေရှိပြီး ီအရက်သားတရာကျော်တည်ဆုံးခဲ့ကြောင်းသိရပါရယ်အရက်သား၁၀ဦးနဲ့အထက်တည်ဆုံးခဲ့တဲ့၎င်းဖြစ်စဉ်၆ခုစလုံးကအရက်သားများနေထိုင်ရာခြေရွာနဲ့စာတင်ကျောင်းများကိုတိုက်ခိုက်ခံရခြင်းဖြစ်ပြီးအရက်သား၁၃၃ဦးထပ်မံနေတည်ဆုံးခဲ့ကြောင်း ISB များကသတင်းထုတ်ပြန်ထားပါရယ် တင်အချက်အိုးတိမ်တွင်ရွာနာမှာတိုက်ပွဲမရှိဘူးနင့်အချက်စာတင်ကြောင်းမှန်တီလျက်နဲ့ပုံကျေတာသုံးချက်ဘုံထီပြီးတည်သွားကြတဲ့ဆီယမားနှစ်ယောက်ကလွဲလို့ကလေးတွေကြီးပဲလေးအချက်အပြည့်ရကြီးညာထားတဲ့အချိန်မှာလုတာမိဂျနာကလူသားချင်းစာနာထောက်ထားပါတယ်ဆိုတဲ့နိုင်ငံတကာအတိုင်းဝိုင်းကရောဘလို့ခန်းစားရလဲကြီးညာချက်ထုတ်ကန့်ကွက်နေအောင်မလားဆိုတာပါပဲလို့မဲဆောက်ချေဆိုင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတုံးကသတင်းဌာနကိုပြောပါရယ်စကိုင်းငလင်ကြီးအပြီးကုညီကေစိန်လုံနိုင်ဖို့အပြစ်ခတ်ရနာကြီးညာထားတော်လဲစစ်ကောင်စီကလေးချောင်းတိုက်ခိုက်မှုတွေ ဆက်လုံနေကြောင်း ISP မြန်မာကထုတ်ပြန်ပါတယ်။အိုးဒိန်တွင်ရွာစာတင်ကြောင်းနဲ့ထုံးရဝင်ကြီးရွာတို့ကိုစစ်ကောင်စီကပုံကျဲတိုက်ခိုက်မှုအပါအဝင် အာဏာသိမ်းမှုအလွန်လေးနှစ်ကျော်အတွင်းအရက်သား၁၀ဦးနဲ့အထက်အစုလိုက်ပြုံလိုက်တိုက်ဆုံခဲ့တဲ့ဖြစ်စဉ်ပေါင်း၈၀ထက်မနည်းရှိလာပြီး အဲ့ဒီဖြစ်စဉ်အတွင်းအရက်သား1598ရက်ဦးတည်ဆုံးခဲ့ကြောင်း ISP မြန်မာကဆိုပါတယ်မေလ12ရက်မနက်9နိုင်ခွဲကံမှာအိုးတိန်တွင်ရွာစတင်ကြောင်းကိုစစ်ကောင်စီတပ်ကဘုံနှလုံးချင်းချတိုက်ခိုက်ခဲ့ရာကျောင်းသူကျောင်းသားအယောက်20နှင့်ဆရာမ9ဦးတို့ပွဲချင်းပြီးတည်ဆုံးခဲ့ပြီးမေလ13ရက်မှာထံရရထားသူများထဲမှာအသက်10နှစ်အရွယ်ဂျီတူကျောင်းသားမောင်အောင်စီရတည်ဆုံးခဲ့ပြီးမေလ14ရက်မနက်ပိုင်းမှာအသက်17နှစ်အရွယ်ဂျီ3ကျောင်းသူမတ်ပြပြင်းကြီးထပ်မံတည်ဆုံးခဲ့တယ်လို့တပန်ရင်းမျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးဘွဲကသတင်းထုတ်ပြန်ပါတယ်မေလ 23ရက်မှာလဲရခိုင်ပြည်နယ်ရေတိတ်တောင်မြို့နယ်ကထွန်းရဝင်ကြီးွာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့ရာကလင်းငယ်တုံကိုပါဝင်အရက်သား23ထပ်မင်းတိဆောင်ခဲ့ပါတယ်စစ်ကောင်စီကကချင်ပြည်နယ်ကရင်ပြည်နယ်ရှမ်းပြည်နယ်စကိုင်းတိုင်းမကွေးတိုင်းနဲ့ရခိုင်ပြည်နယ်ကစစ်ရေးတင်းမာနေတဲ့နေရာတွေပြင်ပဋိပက္ခလုံးဝမရှိတဲ့မြို့ရွာတွေကိုပါလေကြောင်းမှပုံကျဲတိုက်ခိုက်နေကြောင်း ISP မြန်မာကဆိုပါတယ်စစ်ကောင်စီက AB 2ရက်မှ22ရက်ထိတကြိမ် AB 23ရက်မှ30ရက်ထိတကြိမ်မလ6ရက်မှ31ရက်ထိတကြိမ်အပြစ်ရကြောင်းကြေညာထားတော်လေမြန်မာနိုင်ငံတော်လေ ည်ကြောင်တိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတို့ဆက်လက်လှုပ်ဆောင်လျက်ရှိပါတယ်။နောက်ထပ်တပုတ်အနေနဲ့စစ်ကောင်စီကိုတာမတ်ကြီးအိမ်ကနေမဖယ်ပြီးတဲ့ပြည်တိန်ဆိုင်ရာမြန်မာတာမတ်ကြီးတရားစွဲခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တာမတ်ကြီးနေအိမ်ကိုလက်လွဲပေးဖို့ညှင်းဆုံမှုအတွက်ပြည်တိန်နိုင်ငံဆိုင်ရာမြန်မာတာမတ်ကြီးဦးကျော်စွာမင်းကိုတရားစွဲဆိုထားတယ်လို့ပြည်တိန်ရေးတပ်ဖွဲ့ကပြောပါတယ်။ဦးကျော်စွာမင်းက2021ခုနှစ်စစ်အာဏာသိမ်းမှုကိုစတင်ပြီးလန်ဒန်မှာရှိတဲ့တာမတ်ကြီးနေအိမ်ထဲမှာဆက်လက်နေထိုင်နေကြတာဖြစ်ပါတယ်။အာဏာသိမ်းစစ်ကောင်စီကသူ့ကိုရှာ ာရုဖယ်ရှားပြီးတန်တမန်အသည်အစားထိုးခန့်အပ်မယ်လို့ကြေညာခဲ့ပြီးမြေဦးကျော်စွာမင်းကစစ်ကောင်စီဖိဆန်ခဲ့တယ်လို့ဒေါအောင်ဆန်းစုကြည်လူမျိုးရေးအတွက်တောင်းဆိုခဲ့တယ်။ဆရာနာသိမ်းမှုအစောပိုင်းကာလတွေတုန်းကစစ်ကောင်စီပေါ်ဦးကျော်စွာမင်းရဲ့ဆန့်ကျင်မှုတွေကကြီးတိမ်မှချီကျူးအတိမတ်ပြုခံခဲ့ရတယ်။အဲဒီနောက်သူဟာတပ်တူစီယိုတွေ CCTV လုံခြုံရေးကင်မရာတွေတပ်ဆင်ပြီးလုံခြုံရေးတင်းကျပ်ထားရာတာမန်ကြီးနေအင်ကိုမြန်မာတန်ရုံစီပြန်လွှဲမပေးဘဲတောင်းရှောင်းညှင်းဆန်းနေထိုင်ခဲ့တာဖြစ်ပါတယ်။ ကြီးတိုင်နိုင်ငံဆိုင်ရာမြန်မာတန်ရုံဟာလက်ရှိမှာတရားမဝင်အစိုးရတင်ရက်ကချဲ့လဲနေတာလို့ဦးကျော်စွာမင်းကပြောပါတယ်။တန်မတ်ကြီးနေအိမ်ကိုလွှဲပြောင်းပေးဖို့သူ့ရဲ့ညှင်းဆန်မှုတွေကြောင်းပြီးခဲ့တဲ့သတင်းပတ်မှာတော့တရားစွဲဆိုထားခဲ့တာလို့ကြီးတိုင်ရဲ့တပ်ဖွဲ့ကပြောပါတယ်။ဦးကျော်စွာမင်းကတော့ဒီကိစ္စပေါ်မှာမှတ်ချက်မပေးသေးပါဘူး။သူဟာမေလ30ရက်နေ့ကျရင် Westminster ဆရာယုံမှာတောင်းအားရောက်ရှောက်ထားဖို့လိုတယ်လို့ရဲတွေကပြောပါတယ်။ပြီးတိုင်နိုင်ငံဆိုင်ဝင်ကြီးဌာနနဲ့လန်ဒန်အခြေဆိုင်မြန်မာတန်ရုံကလည်းဘာမှတ်ချက်မပေးသေးဘဲနှုတ်ဆက်နေပါတယ်။စစ်က ကောင်စီရဲ့ဖိအားပေးတောင်းဆိုမှုတွေကြောင့်ပြည်တွင်အစိုးရဟာဥကြော်စွာမင်းကိုတာမတ်ကြီးနေကနေဖယ်ပေးဖို့အကြောင်းကြားထားခဲ့တယ်လို့ဖော်ပြခဲ့မှုပါတယ်။မြန်မာ Accountability Project အဖွဲ့ရဲ့ Chris Gunn ကတော့ပြည်တွင်ရှိနေကြောင်းအနေနဲ့ဒီကိစ္စကိုကြားဝင်ကြံတွယ်ပေးပြီးစစ်ကောင်စီဖြစ်စေခြင်းနဲ့ဆန္ဒကိုတားဆီးပေးဖို့တိုက်တွန်းတောင်းဆိုထားပါတယ်။ပြည်တွင်ကိုယ်တိုင်ကရှုတ်ချပြီးအရေးယူပိတ်ဆို့မှုတွေတတ်မှတ်ထားတဲ့စစ်အာဏာရှင်ကနိုင်ငံပိုင်နဲ့ထဲမှာရှိတဲ့တန်တမာရေးအဆောင်တစ်ခုကိုအပိုင်စည်းလိုက်နိုင်မယ်ဆိုတာဟာပြည်တွင်အတွက်အကျိုးရှိမှာမ ဟုတ်ကြောင်းနောက်ပြီးမြန်မာနိုင်ငံရဲ့ဒီမိုကရေစီဖော်ဆောင်ရေးမှာအပိကူညီလိုတဲ့ပြည်ထောင်ရေးမူဝါဒတွေကိုလည်းမေးမိန်စင်မှဖြစ်ကြောင်းသူကပြောပါတယ်ပြည်ထောင်ပါဝင်ဒီမိုကရေစီနိုင်ငံအများပြားဟာအာဏာသိမ်းစစ်ကောင်စီအစိုးရတင်ရည်နေအတိမတ်ပြုမထားပါဘူးပြည်ထောင်ဟာအမေရိကန်ဥရောပသမဂ္ဂတို့လိုနောက်မဟာမိတ်တွေနဲ့တူစစ်ကောင်စီကိုတန်ခတ်ပိတ်ဆို့အရေးယူမှုတွေကိုလည်းသတ်မှတ်ထားတယ်လို့သိရပါတယ်နောက်ထပ်တစ်ပုတ်အနည်းနဲ့စစ်တွေမှာမွတ်စလင်များကိုစစ်တပ်ကနေကြော်ခီးသွားခွင့်ပိတ်ပင်ထားပြီးစေကူတာကွင်းအလဲပန်းနဲ့ပညာရေးအတွက်ခီးသွားလာမှုတွေအ အလုံးရက်ဆိုင်ထားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မွစလင်လူငယ်တွေကိုစစ်ကောင်စီကစစ်မှုထမ်းပြစ်ဆူဆောင်းနေတယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်စစ်တွေမြို့မှာမွစလင်များကိုစစ်ကောင်စီကနေကြောခီးသွလာခွင့်ပိတ်ပင်ထားပြီးစေကူတာခွင့်အလဲတော်ရခွင့်နဲ့ပြည်ညာရေးအတွက်ခီးသွလာမှုတွေအလုံးကိုရက်ဆိုင်ထားကြောင်းစစ်တွေမြို့မှာမွစလင်အတိုင်းဝိုင်းကတရင်ဌာနကိုပြောပါတယ်။ရခိုင်ပြည်နယ်စစ်တွေမြို့မှာမွစလင်များအနေနဲ့စေကူတာမှုခံယူဖို့ဖြစ်စေအလဲဘက်ခီးစဉ်အတွက်ဖြစ်စေပြည်ညာရေးကိစ္စဖြစ်စေအခြားပြည်နယ်တိုင်းများကိုတွားရောက်လိုပါကပုံစံလေးရှောက်ထား ရကြောင်းစစ်အာဏာသိမ်းပြီးနောက်စစ်တပ်ကမွတ်စလင်များကိုပုံစံလေးထုတ်ပေးမှုတွေကိုတင်းကျပ်ခဲ့ရမှာအခုခါလုံးဝမထုတ်ပေးသလောက်ဖြစ်သွားပြီးခရီးသွားလာခွင့်ပိတ်ပင်ထားကြောင်းသိရပါတယ်။ စစ်တွေမှာမွတ်စလင်များစုကမှတ်ပုံတင်ထုတ်မပေးပါဘူးရှောက်ထားရင်လည်းနှစ်နဲ့ချီပြီးကြားရဲမပေးဘူးနောက်ဆုံးနေမကောင်းလို့စေကူသားမှုခံယူဖို့အတွက်ပုံစံလေးရှောက်ထားပြီး45ရက်ရန်ကုန်ကိုလာလို့ရတယ်အရင်ကရတယ်အခုတော့မရတော့ဘူးပုံစံလေးရှောက်ထားရင်စစ်တွေမျိုးလာဝကယုံမှရှောက်ထားပြီးရန်ကုန်တိုင်းလာဝကယုံကိုပို့ပါတယ်ရန်ကုန်တိုင်းလာဝကစစ်ဆေးပြီးရင်စစ်တွေမျိုးယုံကိုပြန်ပို့တယ်မှန်ကန်ကြောင်းဆိုပြီးဒါကတပိုင်းပြီးပြီးစစ်တွေမျိုးလာဝကစစ်ဆေးပြီးတော့မှစစ်တပ်စီကိုပို့ပြီးစင်ရာရှိကလက်မှတ်ထိုးပြီးမှသွာလာခွင့်ရတယ်အခုကတော့စင်ရာရှိကလက်မှတ် တ်ထုတ်မပြီးပဲအချိန်ဆွဲငွေတောင်းပေါ်ထိုးလည်းမပြီးတော့ဘူးသွားလို့လည်းမရတော့ဘူးလို့စစ်တွေမျိုးမှမွတ်စလင်တအုပ်ကဆိုပါတယ်စစ်တွေမျိုးမှမွတ်စလင်တွေကကျမ်းမာရေးမကောင်းမွန်လို့မျိုးပြမှာစေဝါကုသခွင့်ရရှိဖို့ပုံစံလေးလျှောက်ထားပြီးလက်ငွေများလည်းအများပြားပေးဆောင်ရကြောင်းဒါပေမဲ့လူနာမှာတည်သွားသည့်တိုင်ခီးသွားခွင့်မရပဲပေးထားတဲ့လက်ငွေတွေဆုံးရှုံးနေကြောင်းလည်းသိရပါတယ်ရန်ကုန်မှာစေကုသဖို့ခံဖို့ခီးသွားခွင့်လျှောက်ထားရင်လူနာကတည်တဲ့တချို့လူနာဆိုရင်အသက်ရှင်ကြဖို့အတွက်အိမ်ပေါင်ပြီးပုံစံလေးလျှောက်ရတယ်ငွေလည်းပေးထားကြတယ်ဒီလိုတည်ဆုံးသွားကြတဲ့သူ ေလည်းအများကြီးပဲလို့ဒေသမွတ်စလင်တအုပ်ကရှင်းပြပါရယ်ရခိုင်ပြည်နယ်စစ်တွေမြို့မှာမွတ်စလင်တွေပေါ်ဆီအာနာတဲမီနောက်ပိုင်းစစ်တပ်ကပုံမှုခွဲခြားမှုတွေပြုလုပ်လာပြီးရခိုင်ကရှိနေတဲ့ခွဲခြားဆက်ဆံမှုတွေမှာလည်းပုံမှုကြီးမားလာကြောင်းအထူးသဖြင့်လာဝကဥပဒေနဲ့တာမက လုံခြုံရေးအတွက်ပါအန်တီရရှိသူများအဖြစ်ခွဲခြားဆက်ဆံခံနေရကြောင်းစစ်တွေမြို့မှာမွတ်စလင်များကပြောဆိုပါရယ်အခုလက်ရှိစစ်တွေမြို့မှာအေအေကလာရောက်တိုက်ခိုက်မှာကိုစိုးရင်လို့စစ်ကောင်စီကမွတ်စလင်လူငယ်များကိုစစ်မှုထမ်းအဖြစ်စုဆောင်းထားမှုတွေရှိကြောင်းဒေသပြည်သူများကိုလည်း ည်းပြည်သူလုံခြုံရေးပွဲနဲ့စစ်တပ်အတွက်အလုံးလုံးပေးဖို့ PR ပင်ခိုင်းစင်မှုတွေလည်းရှိကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။အာ